အားလုံးပဲမင်္ဂလာပါ knowledge by mining ဆိုရင်လည်း channel လေးကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်အာ link ဒီနေကတော့ cave dot အာ cave ပဲဒါပေမဲ့ဒါတူတူချာချာ hidden flower tea ရရတဲ့ cave လေးတစ်ခုအကြောင်းကို sharing လေးလုပ်ပြီးသားမှာဖြစ်ပါတယ်အဲ့ဆိုင်ကတော့မြန်မာ book center ထဲမှာရှိတဲ့ willow cave ပဲဖြစ်ပါတယ် အဲဆိုင်ရဲ့ထူးခြားချက်ကတော့စာအုပ်ဆိုင်ရဲ့အထည်တွေမှာ cave ဆိုင်ကြီးရှိနေတာဖြစ်ပါတယ်။အဲတော့အာဒီဆိုင်လေးကိုလာရဆိုလို့ရှိရင်စာအုပ်ဆိုင်ကိုလည်းလာသူမျိုးလေးဖြစ်နိုင်တယ်လို့ cave ကိုလည်းလာသူမျိုးလေးလည်းဖြစ်သွားမှာလည်းဖြစ်ပါတယ်။အာဒီဆိုင်လေးကမြန်မာ book center ရဲ့အထည်တွေမှာဆိုလို့ရှိရင်အခန်း၃ခန်းနဲ့ဖွဲ့စည်ထားတဲ့ cave ကြီးတစ်ခုဖြစ်ပါတယ်။အဲတော့ indoor cave လို့ပြောလို့ရတာပေါ့နော်။အဲ့တော့ဒီ ခိတ်လေးကိုလာချင်တဲ့လူတွေအတွက်ကတော့ဒါစာလုတ်ချင်တဲ့စာအေးဆေးလုတ်ချင်တဲ့သူအာအလန်နီလုတ်ချင်တဲ့သူတွေအတွက်ကတော့လာတင်တဲ့ဆိုင်ကြီးဒီဇိုင်းလိုတော့နေရတော့ပြောချင်တယ်။သူက library လိုမျိုးထိသိစိတ်တဲ့ feeling ကြီးကိုပေးရပေါ့နော်။အာနောက်တစ်ခုကကျတော့အာဘယ်လိုခံစားချက်တွေဖြစ်လဲဆိုလို့ရှိရင်နိုင်ငံခြားက model ာရှီဟောင်းပြတိုက်တစ်ခုကြီးပြင်မာမြင်မြင်လိုက်ရတဲ့ပုံစံရောက်သွားတဲ့ပုံစံလိုမျိုးခန်းစားချက်မျိုးလေးရရပေါ့နော်အဲ့တော့လေဒီဆိုင်လေးကဒီခိတ်ပေးအခန်း၃ခန်းရှိရလို့ပြောထားတယ်။အဲ့တော့ပထမတစ်ခန်းကကျတော့ Lacquery Lacquery ဆိုတာကတော့ဒီဟွာပေါ့နော်ယွန်းထည့်ပစ္စည်းရေးပြီးတော့ကြွေခွက်အလှလေးနဲ့အလှဆင်ထားတဲ့အခန်းပေါ့နော်။အဲ့အခန်းထဲမှာလည်းဒါနင်တို့ coffee ခိတ်ကြီးသုံးဆောင်လို့ရပါတယ်။နောက်တစ်ခန်းကတော့ဒါ coffee ဖြော်တဲ့နေရာပေါ့နော်။အဲ့အခန်းတွေတော့တော်တော်တက်တက်ရည်ရည်ရှိ ှိတယ်။အာနောက်တစ်ခန်းကကျတော့အေးစေးစာကြည့်လို့ရတဲ့နေရာအဲ့ခန်းမှာကျတော့အာလင်းတို့ဘာတန်းတို့မျိုးခုံကြီးရှိတယ်။အာနောက်ပြကြလို့ရှိရင်လင်းတို့ဒီတိုင်းရူးထိုင်ပြီးရခုံကြီးရှိရပေါ့နော်။အာနောက်စအုပ်စင်တွေရှိပါတယ်။ထူးခြားချက်ခုံလေးတွေဘောနော်။အာဘလူးမျိုးလဲဆိုလို့ရှိရင်ဒီလင်းတို့ခုံကြီးဆိုရှင်ဆွဲလို့ရှိရင်ခုံပွန်းရာလေးရှိတတ်တယ်လေကျမ်းမြင့်ခုံပွန်းသွားမှာဆိုလို့အဲ့ဒီခုံလေးတွေကို ခုံလေးခြေချောင်းကြီးကိုပေါ့နော်အစွတ်လေးနဲ့စွတ်ထားတဲ့ပုံစံလေးတွေတွေ့ရတယ်ပြောမှဆိုရှင်ဘယ်ပစ္စည်းကိုမဆိုဒီ cape ဆိုင်လေးကလူတွေကတယူးတယောက်ကင်သွေးရေဆိုရေခံစားချက်လေးရတယ်ဟိုခုံလေးကအစာပကြီးကားလေးကအစာကြွေခွက်လေးတွေကအစာလုံးဝကိုယ့်ရဲ့သားသမီးလေးလူထိမ့်သိမ့်နေဆိုရေခံစားချက်မျိုးလေးရတဲ့ cape ထဲမှာပါတယ်ပေါ့နော် တော့နူးညံ့တယ်ဆိုရင်ခံစားချက်မျိုးရရဲ။နောက်ပြီးလို့ရှိရင်အဲ့ဒီမှာအဲ့ဒီဆိုင်မှာဆိုရှင်နေရာတိုင်းမှာပလက်ပေါက်လေးရှိရအောင်တွေ့ရတယ်။အဲ့တော့စာလာလုပ်ချင်တဲ့လူ laptop နဲ့စာရီ learning နဲ့လာလုပ်ချင်တဲ့လူတွေအတွက်ဒါတော့ဒီဆိုင်ကြီးကတော့ကောင်းတဲ့ဆိုင်တွေမှာပါတယ်။အဲနောက်တစ်ခုကဘာရန်ခုံမှာဆိုလို့ရှိရင် salmon ဆိုတဲ့ပကြီကားလေးတွေ့ရတယ်။နောက်ကကြီးကတဘာဝတရားနဲ့ဖွဲ့စည်းထားတယ်ဆိုရဲခံစားချက်မျိုးကြီးရတယ်။ နောက်တစ်ခုကအဲ့ဒီရဲ့ပုံလေးရေးထားမှာဆိုလို့ရှိရင် the positive affirmation လေးကြီးကိုရှိထားပြကြီးကားလေးရှိတယ် you are smart you are bright လို့ဆိုရပြကြီးကားလေးတွေ့ရတယ်ပေါ့နော်အဲတော်တော်လေးအဲ့ဒီကိုသွားတဲ့အချိန်မှာလောက agent ပြီး claim down ဖြစ်တဲ့ environment တခုကိုရောက်သွားတယ်ဆိုရခန်းစားချက်ကလေးရပါတယ်ဒီမှာကအာနောက်ထပ်အထူးခြားအထူးခြားဆုံးချက်ကဘယ် camp site မှာမမရတဲ့ healing flower tea လေးရဖြစ်ပါတယ် နင်း cake ဆိုင်တွေသွားရင်တော့ပုံမှန်တော့ coffee ရေး cake တွေ juice တွေ frat တွေပါနေကြပဲဒါပေမဲ့ဒီမှာတော့သင်က coffee ဆိုင်ကိုသွားရဆိုပေမဲ့သင် coffee ရောမတောက်ခဲ့ပါဘူးနင်း healing flower tea လေးကိုပဲ try ခဲ့ပါရဲ့အာဘာဖြစ်လို့ coffee မတောက်ခဲ့လဲဆိုတာကကြတော့ healing flower tea ကိုတောက်ပြီးသွားရင် clean down ဖြစ်သွားတဲ့အတွက်နဲ့အာစိတ်ငြိမ်နေတဲ့အချိန်မှာ coffee caffeine ကိုတောက်တောက်လိုက်တယ်ဆိုလို့ရှိရင်ဘာဖြစ်သွားလဲဆိုတော့ လုံးဝသူကကဖိန်းကတက်ကြွတဲ့ energy ရှိတယ်အဲ့တော့ up and down နေအရန်ဖြစ်မှာဆိုလို့နေရတော့ဒီဒီတစ်ခေါက်သွားတဲ့အချိန်မှာတော့ healing flower tea လေးပဲ try ခဲ့တယ်အဲ healing flower tea ကဒီဆိုင်မှာဆိုလို့ရှိရင်ဇူဒီယာဆိုင် a light တောက်လို့ရမှာရှိရပေါ့နော်အဲ့လင်းက torrent ဖြစ်တဲ့အတွက်လည်းလင်းက arc element healing flower tea ကိုတောက်ခဲ့တယ်အဲ့သူကမာခွန်းနဲ့ဆိုလို့ရှိရင်9000 pop နဲ့ဆိုလို့ရှိရင်နှစ်တောင်းပေးရပါတယ်။ဒါနဲ့မာခွန်းနဲ့တောက်တာတော့မသုံးခွန်းလောက်တောက်ခဲ့ရတယ် ော်တော်လေးတောက်လို့ကောင်းနေတယ်မှာပါတယ်အဲဒီ art healing flower ဒီထဲမှာဆိုလို့ရှိရင်အယောတော့နေအဘိုင်ပါဆိုရှင် rosemary ပါတယ် people mint ပါတယ်ပြီး orange bull ပါပေါ့နော်တော်တော်လေးတောက်လို့ကောင်းနေတောက်လိုက်ပြီးတဲ့အချိန်မှာစိတ်လေး clean down ဖြစ်သွားပြီးကြည်လင်နဲ့ခံစားချက်မျိုးရရပေါ့နော်အာဘယ်လိုပြောရမလဲမွန်ချက်တာတွေပြေပြောက်သွားရဲဆိုရဲခံစားချက်မျိုးလေးရရပေါ့နော် spiritual စကားနဲ့ပြောမယ်ဆိုလို့ရှိရင် blockage တွေပြီးသွားရဲဆိုရဲခံစားချက်မျိုးလေးရပါတယ် ခိတ်ဖကြတော့အာလင်းကဇူဒီယက်ဆိုင်အနေနဲ့ပဲမှားလိုက်တာဆိုတော့ coffee cake လေးကိုလင်း try ခဲ့ပါတယ်အဲသွားတော့ e set ပြီးအစားလုပ်ကောင်းတဲ့ cake ထဲမှာပါပါတယ်လင်းဒီနှစ်ခုပေါင်းကိုစုစုပေါင်းရှင်းခဲ့တာ discount coupon 9000နဲ့9000လဲပါတဲ့အတွက်နဲ့လင်း8000ပဲရှင်းခဲ့ရတယ်ပေါ့နော် discount coupon မပါရင်တော့ဆို13000လောက်ပဲကျမှာပါဖြစ်ချင်တော့လေနေဟာဒီ science decoration ရအောင်လို့လင်းသိမနေဘူးဒါပေမဲ့ နေအဲ့နေရဝတ်လာတဲ့အရာနဲ့ဆိုင်ရဲ့ decoration အရာနဲ့ကလုံးဝ match ဖြစ်နေပေါ့နော်အရာလေးနည်းနည်းစင်နေဆိုပြီးခံစားချက်ကြီးရပါတယ်တပ်ပုံရယူရှင်ရင်လည်းဘယ်နာရရဲ့ link chain ပြီးတော့ soften ဖြစ်တယ်ဆိုပြီးခံစားချက်ကြီးရတယ်ပေါ့နော်ပြီးတော့ terror warden ပါတဲ့လူတွေဆိုလို့ရှိရင်အဲ့ဒီမှာ terror text နေ Oracle text နေနဲ့ရှိရ Spell Charlie နဲ့ရောင်းတာလည်းတွေ့ရပါတယ်။အဲဓာတ်ပုံရိုက်တာ draw line sign နဲ့မှာပါပါတယ်။အဲ့တော့ဒီ sign လေးကမြန်မာ book center ရဲ့အထဲထဲမှာရှိရဆိုတော့မြန်မာ book center ကိုလည်း link ရှောက်နေပြီးတော့ကြည့်ခဲ့ရပေါ့နော်။အဲကြည့်ခဲ့ချိန်မှာ English book လေးအများကြီးတွေ့ရတယ်။ဈေးနှုန်းလည်းချိုတာတာလေးကိုလည်းတွေ့ရပါတယ်။အဲ့တော့မြန်မာ book center ရဲ့အကြောင်းသိချင်တော့မြန်မာ book center ရဲ့အာ page တွေမှာဝင်ကြည့်လိုက်ပါနော်။စာအုပ်လေးရောင်းတာတွေ့ပါတယ်။ဈေးနှုန်းလည်းချိုတာရဲ့အထဲမှာပါတဲ့စာအုပ်ဒီစာအုပ် sign ထဲမှာလည်းပါပါတယ်။အဲဒီ sign င်းကြီးကကြာကြာထိုင်လို့လည်းကောင်းတယ်ပေါ့နော်ဒါပေမဲ့လင်းကအဲ့ဒီနေကလင်းသွားခဲ့အဲ့နည်းနည်းလေးလည်းနောက်ကျနေရတဲ့ပါတယ်ပေါ့နော်ဒီဆိုင်သေးက9နာရီလောက်ဆိုညနေ9နာရီဆိုပိတ်ပြီပေါ့နော်အဲ့တော့စောင်းဆိုင်ကတော့တေချာကြီးရောအဲလေမကြည့်ခဲ့မိရလည်းပါမကြည့်ခဲ့မိပေါ့နော်အဲ့တော့ဟိုဟာစောင်းဆိုင်မှာနေအေးဆေးလေးစောင်းလေးကြည့်ချင်တဲ့လူကြီးကြတော့နည်းနည်းလေးဆော့ဆော့လေးသွား ဒီ brolin ကတော့ recommend လေးပြချင်တယ်။အော်ညကတော့ design လေးကိုစာဖက်ဝါသနာပါတဲ့လူတွေဒါပြီးတော့ AC လေးနဲ့ relax လုပ်ချင်တဲ့လူတွေလာတင်တဲ့ site လေးလို့တော့သင်ရတော့အာမြင်မိပါတယ်။အဲ့တော့ပိတ်ရက်ကလေးမှာ e ချင်းချင်းလေးနဲ့ relax လုပ်ချင်တယ်။စာလည်း AC လေးသာလုပ်ချင်တယ်ဆိုလို့ရှိရင်တော့အာ design လေးမှာ AC လေးနဲ့ အာ healing flower tea လေးတွေကိုသာတောက်ပြီးတော့ကိုယ့်ရဲ့အာ agent နဲ့ movement လေးကိုခံစားနိုင်ဖို့အတွက်ဆိုလို့ရှိရင် willow cape လေးကိုလာဖို့ link က recommend ပေးလိုက်ပါတယ်เนาะအဲ့တော့ဒီ willow cape လေးနဲ့ပတ်သက်တဲ့ review လေးကတော့ဒီလောက်ပါပဲမြင်းရဲ့ deep blog လေးကိုအဆုံးထိနားထောင်ပြီးကြည့်ပြီးခြားရတဲ့သူတယောက်ချင်းစီရင်လည်းကျေးဇူးတင်ပါတယ်မြင်းရဲ့ channel လေးလေး video လေးကိုလည်းဒီနေ့ဒီချိန်ထိအားပေးခဲ့ကြတဲ့သူတယောက်ချင်းစီရင်လည်းကျေးဇူးတင်ပါတယ်နောက်တဲ့ season တည်တည် video တည်တည်နဲ့လာအောင်ပါမလို့ link channel လေးကိုစောင့်မျှော်ပြီးအားပေးပါလို့လည်းဖိတ်ခေါ်လိုက်ပါတယ်နောက်တဲ့ season တည်တည် you today podcast လေးမှာပြန်လည်ပြီးတော့送ပြပါအောင်မယ်နော် thank you i love you all bye